ဟယ်လိုအားလုံးပဲမင်္ဂလာပါချက်ဒီပတ်တန်လေးတင်ပေးပါမယ်ဒါလေးမိထားပါတော့ဒီဟာလေးကတော့ဒီချက်တို့ဟိုနိုဘရာပတ်တန်မဟုတ်ဘူးဒီမြန်မာဝတ်စုံပတ်တန်နဲ့ပဲချုပ်လို့ရတယ်သူကအုံကွက်ထည့်ခြင်းနဲ့သူကလည်းထည့်ပေါ်မထည့်ပဲချုပ်လို့လည်းရတယ်ပေါ့နော်မထည့်ရင်တော့သူကပိုလှတယ်သူ model ဝတ်ထားတဲ့ပုံစံလေးဒီလေအုံကွက်ထည့်မချုပ်ထားဘူးရိုးရိုးလေးပဲချုပ်ထားပါတော့နော်မြန်မာဝတ်စုံပတ်တန်လေးနဲ့တင်းရပါတယ်သူကကြတော့ တခြားတော့ဘာမှသူစဉ်းစားမရှိဘူးဒါမိထညီမလေးကအပေါ်ဒီတင်ထားတဲ့အဖက်လေးတွေကိုမရှိတတ်လို့ပေါ့နော်အဲ့တော့ကျေးဇူးဒါလေးတင်ပေးပါမယ်သူကအောက်ကဒီလိုတစ်ထက်ကကြတော့ကျေးဇူးပုံမှန်သွားနေကြလေပင်နဲ့ပဲတစ်ထက်အင်ဂျီမှာကတ်ချုပ်ထားတယ်နောက်တစ်ထက်ကကြတော့ကျေးဇူး copy ပွားထုတ်ပြီးတော့အပေါ်ကတစ်ထက်တက်ထားတဲ့ပုံစံလေးနော်ဒါလေးဒီပတ်တန်လေးတင်ပေးပါမယ်ပုံစံလေးကလည်းနည်းနည်းဝါးနေတယ်သူပိုးတဲ့ပုံစံလေးကလည်းနည်းနည်းဝါးနေတာပေါ့နော်ဒီချက်ဒီမှာရှင်းရှင်းလင်းလင်းမြင်ရအောင်တော့တင်ပေးထားပါတယ် အဲဒါလေးကိုရှေ့တန်းပတ်တန်တရွေနောက်ခြံပတ်တန်တရွေဆွဲထားပေးပါရှင်။ခြေတီပတ်တန်လေးတင်ပေးပါမယ်။ ုတ်ပြီးတော့ social share ကိုရှေ့ချန်ပတ်တန်သူရနောက်ချန်ပတ်တန်တွေကဆွဲထားပြီးအဲ့တော့ရှေ့ချန်နောက်ချန်မှာကြတော့သူကဘာမှမလို့ဘူးချေတို့ level ပဲဖောက်ရမယ်သူရဲ့ level လေးကကက်ကက်ကလေးပဲဖောက်ထားတွေ့လားအဲ့တော့ချေတို့အများကြီးမဖောက်ဘူးနှစ်လက်မ၄စိတ်နည်းနည်းပြည့်တဲ့သူမှနှစ်လက်မ၆စိတ်ရပြီနော်အဲ့လောက်ဆိုနောက်ချန်ကတော့ချေတို့တစ်လက်မလောက်ပဲချမယ်အဲ့တော့ဒီလိုလေးဝိုက်မယ်သူကအဲ့ဒါပဲဒီမှာလက်ဖောင်းချုပ်မယ်ဆိုရင်ပခုံးစားထားမယ်ပေါ့ဒီလောက်လေးပဲမလိုအပ်ဘူးအများကြီးအဲ့တော့ရှေ့ချမ်းမှာ ရှေ့တန်းမှာဆိုရင်လည်းအရှိအနောက်ကဖောက်ထားသလိုပဲလေဘင်းကိုနှလုံးမ6စိတ်ဖောက်နှလုံးမ6စိတ်ဖောက်လေးစိတ်ဆိုလည်းလေးစိတ်ဖောက်သူ့ရဲ့အောက်လေဘင်းလေးကတော့ဘယ်လောက်ထိသွားမလဲဆိုရင်ကျတော့6လက်မလောက်ထိသွားလို့ရတယ်နော်6လက်မလောက်ထိကိုဒီလိုလေးအရန်အချုံကြီးလည်းမဟုတ်ဘူးအရန်အဝိုင်းလည်းမဟုတ်ဘူးဒီလိုပုံစံလေးသွားပေကွေးလေးနဲ့အလိုက်တဲ့နေရာလေးဆွဲပေါ့ဟုတ်ပြီလားအဲ့လိုပုံစံလေးရမယ် ဒီမှာလိုအပ်တဲ့လေပင်တောက်တွေပါရကိုကကိုထပ်တော့နော်ချင်မပြောတော့ဘူး။ Okay ပြီးသွားရင်သူ့ရဲ့အောက်ကမူရင်းအင်ဂျီကဒီတိုင်းလေးပဲ။ဒီမှာလေပင်တောက်လေးတစ်ချက်ထိုးမယ်။နည်းနည်းလေးအင်ဂျီလေးကိုပြပြဖောင်ဖောင်လေးဖြစ်ချင်ကျွန်တော်ဒီနားမှာရင်ပင်တောက်လေးတစ်ချက်ထိုးမယ်။ဟိုအများကြီးမဟုတ်ဘူးရင်ပင်တောက်ကအုံကွက်မပါတဲ့အတွက်ကျွန်တော်၄စိတ်၆စိတ်လောက်ထိုးရပြီဟုတ်လား။အဲ့တော့ကျွန်တော်ဒီမှာ သူကတော့ white out မပါဘူး white out ထက်လည်းမပေါ်ဘူးပေါ့နော်မပေါ်တဲ့အင်ကြီးဖြစ်တဲ့တော့ white out မထင်နဲ့ရတယ်လေဘင်းတောက်လေးနဲ့ဒါလေးနဲ့ထက်ထက်ပင်ဒီဟာကိုကျတော့ခွဲထုတ်မယ်ဆိုရင်တော့ဒီက white out နဲ့ခွဲရတယ်ပခုံးတောက်နဲ့ခွဲရမခွဲထုတ်ဘူးအင်ကြီးမှာတောက်ပြန်ထုတ်မယ်ဆိုရင်တော့ဒီဓာတ်ကိုတိုင်းဟားလိုက်တော့ထားလိုက်တော့ပေါ့နော်အင်ကြီးမှာပဲတောက်မှပြီးတောက်ပြန်ထုတ်ဒီအပေါ်ဒီမှာခွဲတော့နဲ့ဒါသမလို့ကြိုက်တယ်လို့လို့ဒီကိုယ်ရဲ့ပတ်တန်တော့ဘယ်လိုလုပ်ပါလို့ချင်မပြောတော့ကြိုက်တယ်လို့ထည့်လို့ရတယ်အဲ့ဒီမှာမှကျတော့ဒီအပေါ်အဖက်လေးဘယ်လိုယူမလဲဆိုတော့ပထမအောင်ဆုံးတစ်ဖက်ကကြတော့သူကဒီလေဘင်းကနေပြီးတော့ဘယ်နာထီလာလဲ တို့ဒီရှင်အောက်ထိလာရတွေ့လားဒီမှာလေးသူ့ရဲ့ရှင်အောက်နေရာလေးထိလာရအဲ့ဒီနေရာလေးကိုကျွန်တော်ပေကွေးလေးနဲ့ဝိုင်းလိုက်ပေါ့ဒီလိုလေးနည်းနည်းမျောမျောလေးပဲဒီလိုမျိုးလေးပေကွေးလေးနဲ့လိုက်တဲ့နေရာနေပြီးတော့ဝိုင်းလိုက်အဲ့ဒီတစ်ဖက်လုံးဒီကျွန်တော်ဘာလို့ယူရမလဲဆိုရင် copy ယူရမှာတရွတ်ဒီ copy တရွက်ယူထုတ်လိုက်ရမယ်နော်တရွက်ပြီးသွားပြီကျတော့အောက်က engine နဲ့မဆိုင်ဘူးအပေါ် copy တရွက်ယူရမှာဒီဘိုင်းကိုတရွက်ညှက်ထုတ်လိုက် ဟုတ်ပြီနောက်တစ်ပိုင်း तू ကကြတော့နောက်တစ်ပိုင်းကကြတော့ကျွန်တော်လေဘင်းကိုဘယ်နာထိယူထားလဲဆိုတော့ तू ကဒီလိုလာဖောက်တာเนาะကျွန်တော်လေဘင်းလေးကဒီလိုကက်ကက်နေရလीတော့ဒီမှာ6လက်မဖောက်ထားရဲဆိုရင်သူ့ကိုကြရင်3လက်မခွဲလောက်ဆိုရပြီအရင်ကြက်တာမဝေရဆိုလဲ4လက်မလောက်ပဲထားပါเนาะ3လက်မခွဲလောက်ထားသူ့ရဲ့ပုံစံနဲ့အတိုင်းဆို3လက်မခွဲလောက်နေရလေဘင်းကတော့ကျွန်တော်ဒီလေဘင်းပဲအဲ့တော့ဒီဟာလေးနဲ့ဒါလေးနဲ့ကိုကျွန်တော်ပေကွေးလေးနဲ့ပဲမျောမျောလေးထောက်ဝိုက်လိုက် တတိယနေရာမှာအလွတ်လေးဖောက်ထားသေးတယ်လေအဲ့ဒီနေရာနဲ့ तू ကဘယ်နေရာတိလာဝိုက်လဲဆိုရင်ဒီလိုနေရာလောက်ထိလာပြီးတော့ဝိုက်ထားတယ်တွေ့လားအဲ့တော့ဒီလိုလေးတက်ဝိုက်အဲ့တော့ copy ရွားမှာဘဏ္ဍထက်ဖြစ်သွားတယ်ဒီအောက်ကတစ်ထက်ဒီအပေါ်ကတစ်ထက်ပေါ့ဟုတ်လားဒီအောက်ကဒီတပြင်လုံးကတစ်ထက်အဲ့တော့နားမလည်ချက်တာလေးကို copy ထပ်ပြီးတော့ထုတ်ပြမယ်ထုတ်ပြမယ်နော်တခါရအပီးချီပဲဆွဲပြလိုက်ပါမယ်ဆွဲချက်ဒီမှာအယောင်မတူတဲ့ဟာလေးနဲ့ copy အရင်ကူထုတ်လိုက်မယ်ဟုတ်ပြီလား ဟုတ်ပြီလားအဲဒီမှာ copy ကိုထုတ်လိုက်ဒီလိုနှိပ်ရထွက်သွားမှာပြောတာနော်ဒီလိုအထက်လိုက်လေးထပ်ထပ်ပြီးလို့ရှိရင်ရှောက်လိုချင်တဲ့ဒီအောက် GY ကိုဒီမှာတလိမ့်လေးနဲ့ဆွဲပြီးတော့ copy တစ်ခါကူးလိုက်ပင်ဒီအပေါ်အဝိုက်အတွက် copy တစ်ခါကူးလိုက်နောက်ရှောက်ဒီမှာအောက်ကအင်ဂျီကိုတသက်တရွတ်ချုပ်မယ်နော်ချုပ်ပြီးသွားပြီဒီပတ်တန်နိုင်ဆွဲပြီးသွားပြီဆိုမှရှောက်ပခုံးမပူးခင်ပေါ့ပခုံးမပူးခင်မှာရှောက်ဒါလိုလေးတရွတ်ထပ်မယ်သူ့ကိုတော့အနားလေးလုံးလိုက်ပေါ့နော်သူကအရန်ထူတယ်ပိန်နေဆိုရင်တော့မလိုက်ဘူးချောနည်းနည်းလေး ဟိုပါရဲ့ပိတ်လေးကိုချုပ်ဝတ်တာမျိုးဆိုပို့ပြီးတော့လိုက်တယ်အရန်ထူတဲ့ပိတ်စုံနဲ့ဒီလိုအထက်အထက်တွေထပ်လိုက်တဲ့အတွက်ဘာဖြစ်သွားလဲထူသွားတာပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ရွက်ကဘယ်လိုထပ်မလဲဒီလိုမျိုးလေးထပ်မလဲအဲ့တော့ तू ကဒီအောက်တစ်ထပ်ကိုအောက်ကအင်ဂျီကျွန်တော်အောက်ကအင်ဂျီလဲပင်ရကြတော့ဒီအစိမ်းတိုင်းဖြတ်ထားမှာကွာဒီအောက်ကအင်ဂျီရဲ့လဲပင်ဒီဒီအစိမ်းတိုင်းဖောက်ထားရဲ့လဲပင်ဆိုတော့ဒီလိုမျိုးထပ်လိုက်တဲ့အချိန်မှာဒီကအဟာလေးလေဒီကအဟာလေးတက်တက်ရှိမှာဒီအပေါ်အထက်လေးရလာဟာအဲ့တော့အပေါ်အထက်လေးတော့ကကျွန်တော်လဲပင်ကတက်တက်ကိုပေါ့ နော်အပေါ်ထက်လျက် level တသက်ကိုထားဒီအောက်တစ်ထပ်နဲ့ဒါအောက်တစ်ထပ်ကတွဲချုပ်ထားဖြစ်တဲ့အတွက်ဒီနှစ်ခုကတော့ level ကိုဆရာမလိုတော့ဘူးကသူကဒီအဖက်နဲ့ပြန်လှန်ချလိုက်တာနဲ့လေ level ကကွတ်ပြီးသားဖြစ်သွားမယ်ဒီနှစ်ခုပေါင်းပြီး level ကွတ်ထားတဲ့သဘောမျိုးပေါ့နော်ဒီအောက်နှစ်ထပ်ကတသက် level ကိုဒီအဖက်လျက်တသက် level လေးလောက်လောက်ပြီးမှပခုံးပူးကန်ကြီးကြမှာဒီလိုလေးသဘောပေါက်လားဒါကြောင့်ဒီလိုအထွက်လေးထပ်လိုက်ပြီးပြီးဒီမှာပခုံးဘူးဒီမှာလက်တက်ရုံပဲသူကဒီလိုအဟလေးထားထားရဲ့ဒီအနားမှာအလှလေးတော့သူတက်ချင်တက်လို့ရတယ်သဘောပေါက်လား ရမယ်နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျတော့ဒီပတ်တန်လေးရသွားပြီအဲ့တော့မိထားညမလေးလည်းအဆင်ပြေမယ်ထင်ပါတယ်ခြားသူတွေလည်း లై ထုတ်လို့ရပါပြီရှင်အဲ့တော့ကျတော့ဒီလိုပတ်တန်လေးတွေကကြတော့မြန်မာဝစ်စုံပတ်တန်နဲ့ပေါ့နော်မြန်မာဝစ်စုံပတ်တန်နဲ့သွားပါတယ် တော့ဒီလိုပတ်တန်လေးတွေကိုကျွန်တော်ကိုတိုင်းကြီးကနေစပြီးတော့တိတိကျကျသိခြင်းနဲ့ကျွန်တော်ရှင်းရှင်းလင်းလင်းနဲ့ channel တင်ခြင်းနဲ့ဆိုလို့ရှိရင် online class တွေလာတက်လို့ရပါတယ်။ကျွန်တော်မြန်မာဝစ်စုံနဲ့ပတ်သက်ပြီးတော့တန်ခွဲ၈ခုထည့်ပွင့်ပေးထားပါတယ်။တန်ခွဲ၈ခုလုံးမှာမြန်မာဝစ်စုံတွေကိုကျွန်တော်ကိုတိုင်းကနေစပြီးတော့သူအတန်းနဲ့လိုအပ်တဲ့ပတ်တန်တွေပုံသေးနည်းတွေတင်ပေးထားရပါတော့။အဲ့တော့အသေးစိတ်သိခြင်းနဲ့ဘယ်အတန်းမှဘာတွေပုတ်ပါရဲဆိုတာကိုဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင် channel Viber မှာလာပြီးဆွေးနွေးပြီးမေးလို့ရပါတယ်။ ရှင်း Viber ဖုန်းနံပါတ်လေးတင်ပေးထားပါရှင်။ Viber နဲ့လာပြီးမေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်တွေဥပါရှင်။